အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ဂျပန်စာရေးဆရာတာဂျီမာရှင်ကြီးရေးသားထားပြီးဆရာမောင်စုရှင်ဘာသာပြန်ပေးထားတယ်အထူးကျမြေခွေးနဲ့အခြားဝတ္ထုတို့များဆိုတဲ့စာအုပ်တွေကကန္နာယတိုင်းလိုဆိုဆိုတဲ့ဝတ္ထုလေးကို အစအဆုံးဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်စာအုပ်လေးမဖတ်ပြပေးခင်မှာတော့ channel ကို subscribe လုပ်ရသေးဘူးဆိုရင် like and subscribe လေးလုပ်သွားပေးဖို့မမေ့ပါနဲ့နော်ဒါဆိုရင်တော့အစီအစဉ်လေးကိုစတင်လိုက်ရအောင်ပါရှင် ကန္နာရကြိုင်လို့ဆိုလွန်ခဲ့သောမြာမကြောင်မီတရက်ကကလအုပ်များဖြင့်ကုန်းစီတင်ဆောင်လာတော့အကုန်သည်များအဖွဲသည်ကြဲပြောသောတဲကန္နာရကြီးကို ဖြတ်တန်း၍သွားကြသည် သူတို့တဲဆောင်လာကြသည်မှာအကောင်စားအရေးမွေးစီများဖြစ်သည် သူတို့ခရီးသည်ပထမအုံဆုံးသွားသောအုံသွဲမှုခရီးဖြစ်သည်သူတို့အဖွဲ့အသေးကဏ္ဍရအလဲခရီးတဝက်သို့ရောက်သောအခါ အချင်းချင်းမသိမတင်အငင်းအခုံဖြစ်ကြလေသည် သူတို့ချင်းသဘောမမျှစရာအကြောင်းမှာဤတို့ဖြစ်၏တေချာစွာနားဆင်ပါလောကလာအုပ်များပေါ်တွင်တည်ဆောင်လာသည့်ရေမွေးများကိုဈေးတွင်ရောင်းချပြီးပါကရရှိမည်အကျိုးအမြတ်ငွေကိုမိတို့ခွဲဝေရမည်ဟုညှိနှိုင်း၍မရကြသောကြောင့်ဖြစ်သည်သူတို့သည်ကန္နာယသည်ပြင်ကိုဖျက်ကျော်သွားရင်ဖြင့် ဆက်လက်ညှင်းခုံသွားကြရာသဘောမမျှနိုင်ပဲရှိနေကြသည်ဤတို့ဖြင့်အစွန်ပလွန်ပင်နှင့်ရေကန်များရှိသောအိုအင်းစစ်နေရာကလေးသို့ရောက်ရှိလာကြ၏သူတို့သည် ကလအုပ်များကိုစွန်ပလွန်ပင်များတွင်ချီနှောင်ထားလိုက်ကြ၏ထိုနောက်မပြည့်ပြတ်သေးသောပြည်တနာအတွက်အထမံညှိနှိုင်းရန်တနေရာတွင်ဝါရွေထိုင်ကြသည်ပထမဦးဆုံးအစာရွေပြောသူမှာ လက်ပြင်ကောင်းကောင်းဖြင့်မျက်လုံးကနာမငြိမ်သောအဖိုးအိုတို့ဖြစ်သည် သူသည်အရာရာကိုတက်သည့်လိမ်မာဟန်ဖြင့် မော်ကြွားစွာ စကားဆ၍ပြောသည်ကဲအားလုံးပဲတို့ရေမွေးရောင်းရတဲ့အမျက်ငွေတွေကိုတလုတ်ခွဲကြမယ်ကွာအသက်အကြီးဆုံးလူကဝေစုအများဆုံးရရမယ်ဒုတိယအသက်ကြီးဆုံးလူကဒုတိယအများဆုံးရစီရမယ်ဒီစနစ်အတိုင်းခွဲဝေပေးသွားမယ်ဒါဟာဟိုရှင်နှစ်ပေါင်းများစွာကလေးကဖရာသခင်တို့ရဲ့အဆုံးအမပဲ ဖော်ရည်လို့စဉ်းစားကြပါမင်းတို့လူငယ်တွေကိုအယောင်ရေးဝယ်ရေးတင်ပေးတာဘယ်သူလဲအဲ့ဒါမင်းတို့ထက်အသက်ကြီးတဲ့တို့လူကြီးတွေပဲပေါ့မမေ့ကြနဲ့အခုခေတ်လူငယ်တွေဟာကျေးဇူးတရားသိတတ်ဖို့လုံလုံနားမလည်ကြဘူးထို့အဖိုးအိုဤစကားဆုံးသွားသောအခါအယက်ရှိရှိနဲ့လူငယ်တယောက်ကထရရသည်သူ့မှာနှကမ်းမွေးကကနဲ့သူ့ကောင်းတဲ့ပေါင်းတော့အဖြူကို ပေါင်းထားသည်သူသည်တဲကန္နာရအဝေးစီတော့ သူဤစူးရသောမျက်လုံးများဖြင့်မျှော်ကြည့်ရင်သူပြောမည့်စကားလုံးကိုဂယုတဆာရွေးချယ်၍ပြောသည်ခုနအဖိုးပြောတာကိုတန်တရာရှိစရာမလိုပါဘူးဗျာဒီရေမွေးကိုရောင်းချနိုင်ဖို့အပတ်တကောကြိုးကြိုးစားစားလုပ်ကြတယ်ကျွန်တော်တို့ကအဝေးစုအများဆုံးရားလိုက်ပါတယ်ကျွန်တော်တို့အဖွဲ့ထဲမှာပင်မန်းလာတယ်အစ်အမြင့်တွေနာလာတယ်ဆိုပြီးနားမှာဖြစ်မယ်ဖြစ်မယ်နဲ့အဲ့ချိန်တွေအများကြီးယူကြတယ် တက်ကြီးရွယ်အိုတွေကိုဘာအကြောင်းကြောင့်ပေးတင်ပါသလဲနေနေညညာပုံမှန်မပြတ်လောက်ကင်နေကြတာက ကျွန်တော်တို့လူငယ်တွေပဲလောက်အားစိုက်တာနဲ့အချို့ကြာအဝေစုရကြရမယ်ဆိုရင် ကျွန်တော်တို့လူငယ်ပိုင်းကပို့ပြီးတောင်ကြိုးစားပြီးလှုပ်ပေးကြအောင်မဟုပြောလိုက်သည်ထိုအချိန်တွင်ဒါဝေမဲ့ဗျာတလူဆိုတော့ဟုအတန်သေးသေးတန်ကို ကြားရသည်ထိုသူဤမျက်နှာမှာဖြောတော့နေပြီးလူဝိုင်းကြီးအပြင်ဘက်မှထား၍ပြောခြင်းဖြစ်သည် သူ့အတန်းမှာကြုံရင်နေသည်ကျွန်တော်အစကလေးကပြောသားပဲခုလိုအငင်းပွားမှုမျိုးမဖြစ်ရအောင်လို့လောကကြီးမှာရှိပြီးသားထုံနဲ့စည်းကမ်းတွေအတိုင်းလုံးကြစမ်းပါလို့လူတွေမှာအမျိုးအနွယ်တို့အတန်းအစားတို့ဆိုတဲ့အစင်အလားစောင့်ထိန်မှုတွေဟာဘာကြောင့်ရှိလာရတာလဲလို့တွေးမိကြရဲ့လားဗျာအဲ့ဒီတော့သိကြတာကအမျိုးအနွယ်အဖြစ်ကောင်းတဲ့သူတွေအတန်းအစားအဖြစ်မြင့်မြတ်တဲ့သူတွေဟာဝေစုအများဆုံးရတဲ့ကြတာပဲ မိတ်ဆွေတို့တကယ်တော့ငွေရည်ချင်ကြီးမှာအခုလုံမသိမမြင်နဲ့ညိနိုင်မရဖြစ်နေတာဟာအရှက်ဖို့ကောင်းပါလေ။အော်ဒါနဲ့ကျွန်တော်ပြောဖို့မေ့နေတယ်။ကျွန်တော်တို့မျိုးရိုးကအဖေဘက်ကဆိုရင်မဟာယာသာမြားရဲ့ဒေသမှာဘယင်းတစ်ပါးကတိုက်ရိုက်ဆင်းသက်တာဗျ။ဟေးဟေးတော်ပြီတော်ပြီနောက်ထပ်တခုံးမှာအဆက်မပြောနဲ့တော့ဟုစတုဒ္ဒလူကအော်ပြောလိုက်သည်။ထား၍ပြောသူမှာပိန်ချောက်ချောက်ဖြစ်၍ သူကိုယ်ကိုစုပ်ပြဲသောအဝိအစာများဝတ်ထားသည်သူစပင်များဖွာလန်းကျဲလျက်ရှိသည်ခမားတို့အထင်မှာစင်နာသနာစိတ်ရှိတဲ့လူတယောက်မှမရှိတော့ဘူးလားခမားတို့မှာစင်နာစိတ်ကလေးတစုံတစရှိရင်တော့ဒီလိုမစာနာတဲ့ဇကားမျိုးကိုကျိုးကြည့်တဲ့ဇကားမျိုးပြောကြမှာမဟုတ်ဘူးဗျာဒီကိစ္စမှာကြည်လေချမ်းသာတဲ့လူတွေကအရင်မွေးစီရောင်းပြီးလို့ငွေချင်းများများဆဆမရရင်တောင်မှ ငတ်ပြီးတော့မသေးနိုင်ပါဘူးဗျာ။စေးရတဲ့လူတွေမှာတော့ဒီလိုနေတာမှမဟုတ်ဘူးဗျာ။သူဟာသူ့ဝေစုကိုမရခဲ့ရင်တော့တေဖို့ပဲရှိတော့တာ။ဒီတော့ကတမိုင်းအစဉ်ဆက်မှာစေးရတဲ့လူတွေဆိုတာအမတန်တနာစရာတွေ့ရမှာ။စင်စင်ရဲရဲနဲ့မွေးလာရတာနဲ့ဝမ်းပိုက်ပြည့်အောင်မစားပဲနေရတော့မှလားဗျာ။သူတို့ကကြမ်းကြမ်းတမ်းတမ်းဆွေးနွေးပြီးချိန်တွင် အဝေးရှိမိုးကုတ်ဆောက်ဝိုင်း၌နေလုံးကြီးကွဲကြပြူလေပြီ။ ။ထိုအခါဝိုင်းထိုင်နေကြတော့လူစု၏အရေးတို့သည်လည်းရှည်လျားသွားခဲ့ပေပြီ။တေကန်နာယဤတဲမြေပြင်မှခန္ဓာချင်း၌ပင်လှည့်မြန်စွာအေးမြရည်သွားလေပြီ။ထိုအချိန်ကြမှာရေမွေးကုန်တွေတို့မှသူတို့အဖို့ပြင်မှန်းလာပြီဖြစ်ကြောင်းသဘောပေါက်ကြတော့သည် ပြင်စမလူတရားရုတ်တရက်ထား၍ရက်ပြန်သည် သူဒီသူဥကောင်းကိုလက်ဖြင့်ဖိသက်ချလျက် ခမားတို့ဒလုံညင်းခုန်နေလို့တော့ပြီးတော့မှမဟုတ်ပါဘူးခမားတို့အားလုံးဟာတော်တော်ညံနေကြရတဲ့ထင်နေဗျာညံအမျော်အမြင်မရှိတာဟာဘဝမှာဆုံးရှုံးမှုအမျိုးမျိုးနဲ့တွေ့ဖို့တာဆူနေတာပဲလေကျုပ်ပြောတာနားထောင်ကြပါအားလုံးလည်းကျေနပ်သွားကျုပ်တို့အားလုံးအပင်ပန်းခံလာပြီးမှရတဲ့ငွေကိုကျုပ်တို့ပဲအညီအမျှခွဲဝေယူသင့်တယ်ဒါဟာပြည်ထနာဖြည့်ရှင်ဖို့အကောင်းဆုံးနည်းလမ်းပဲတီလိုမှမဟုတ်မိုင်းမိုင်တဲတဲနဲ့ အမျောအမည်မကြီးကြရင်တော့ပျက်စီးဆုံးရှုံးကုန်တော့မှသိကြတယ်။သူသည်ထို့သူတို့တို့တုတ်တုတ်ဖြင့်ဟောက်ပွားဟောက်ပွားပြောကြလိုက်ပြီးနာကျေနပ်သွားဟန်ဖြင့်ပြန်၍ထိုင်ကြလိုက်၏။ရုတ်တရက်အားဖြင့်ပတိုင်းမွေးမဲမဲနှင့်လူဝကြီးတယောက်လူဝိုင်းထဲမှခုံ၍ထလိုက်သည်။သူဒီသူတို့လူစုတဲတွင်ဗလအကောင်ဆုံးဖြစ်၏ထိုးနာသူတဲ့အိမ်ထဲမှာဓာတ်ကိုလိမ့်မြစွာ ဆွဲထုတ်လိုက်၏ဂိုင်း ။အားကြီးတဲ့လူကပိုဆွဲကြစတဲ့လားဟေဟုအတန်အော်အော်ကြီးဖြင့်ပြောလိုက်၏။ပြောရင်ဖြင့်ပင်သူသည်အဖွဲဝင်အားလုံးစီသို့ကိုကိုလှက်ပတ်ကြည့်လိုက်သည်။စည်းစာနေရောင်ထူထားသည့်သူ့မျက်နှာမှာနေရောင်ကြောင့်ပိုရိပ်ပင်ကြောက်မက်ဖွယ်ကောင်းနေလေသည်။ခမည်းတော်သဘောပေါက်တယ်မဟုတ်လားတဲကန်နာရရဲမှာဖြစ်ဖြစ်မြို့လေကောင်မှာဖြစ်ဖြစ်လက်ယုံလက်မောင်းတန်တဲ့သူဓာတ်ထက်တဲ့သူကဘယင်းတစုပဲ ဘသူကစီမံအုပ်ချုပ်ရမလဲဆိုတာအဆုံးဖြတ်ဖို့အလွယ်ကလေးပဲ။ကဲကြားတဲ့ဓာတ်ထုတ်ပြီးထွက်ခဲ့ကြစမ်းဟုအော်ဟစ်ပြောဆိုကပတိုင်းမေမဲမဲနဲ့လူသည်တဲပြင်းပေါ်တွင်ကသလိုခုံဆော့ခုံဆော့အလုံနေသည်။ထို့နောက်သူရှိတဲတဲရှိလူကဓာတ်ကိုထုတ်မီအပြုတွင်သူကဓာတ်ဖြစ်ထိုးထဲလိုက်သည်။ယခုတော့သူတို့ချင်းမကြေမလည်ဖြစ်နေသောကိစ္စမှာနှုတ်ပြောဖြင့်ပြီးစရာအကြောင်းမရှိတော့ဘဲ။ အာကြီးသူရော အားနေသူတို့ပါအားလုံးကိုစီဓာမ ्या ကိုထုတ်ကြလျက်တအူးကိုတအူးဗယံပဒာထိုးခုတ်တိုက်ခိုက်ခါ လုံလာထွေးလာဖြစ်ကုန်ကြတော့သည်ဖြစ်လိုက်ကြသည်ဂျံပွဲကြီးမှာအော်ဟစ်သည့်အတန်ပလန်များအစုညံလျက်သူ့လူကိုလူမရွေးနိုင်တော့ကလတ်အုပ်ဖြင့်လာကြတော့ကုံတဲ့အုပ်စုတွေမှာနီးရလူကို ခုတ်ကြပိုင်းကြတော့သည် လူတွေမှာတယောက်ပြီးတယောက်လဲကြတေဆုံးကုန်လေသည် အာရင်ချုပ်တဲ့သူတို့ကအရင်အတုံအယုံဖြစ်ကြသည်ကန္နာရတဲ့ပြင်ပေါ်တွင်အသွေးများတဖြည်းဖြည်းနဲ့စီစဉ်စိတ်ဝင်သွားလေသည်ကောင်းတဲ့လူတဲ့စုအော်ကြဟကြနေနေဝေကြီးတရောတွင်ဓာတလက်လက်ဖြင့်ယုံရင်ဆံကပ်ဖြစ်ကြစေနိုင်စွန်ပလွန်ပင်များတွင်ချီနှောင်ထားသောကလအုပ်များလည်းလန့်ပြက်ကမငြိမ်ကြတော့ပဲတဲပြင်ကိုခွာနေရှက်၍ဟိုယုံကြည်ဖဲပြုတ်လောက်ကြတော့သည် ထိုအခါကလတ်အုပ်ဂုံးကြီးပေါ်တွင်တင်ထားသောအရင်မွေးစီအိုးမြတ်မှလည်းအောက်သို့ပြုတ်ကျခွဲကအရင်မွေးစီတို့သဲပြင်ပေါ်၌လောင်ကျတကယ်သို့နေဝင်သွားတော်သည်ထိုအဖြစ်ကိုမြည်သူကမှသတိမချမီတအူးကိုတအူးအနိုင်တက်ရန်သာ အာယုံရှိနေသဖြင့်စီမွေအိုးတို့ကိုသူတို့မိမိပြောက်ပြောက်ဖြစ်နေကြလေသည်သူတို့တွင်အချင်းချင်းတိုက်ခိုက်ထိုးခုတ်တက်ပြတ်နေကြသည်မှာ မြင်မြကြမြင့်သည်ဟုမြည်သူမှမပြောနိုင်ချေနောက်ဆုံးတွင်တော့တယောက်ပြီးတယောက်အကြဆုံးကုံတော့ရာတဲပြင်ပေါ်တွင်မုတ်စိတ်မဲမဲလူချင်းနဲ့ဥကောင်ပေါ်တွင်အဝိဖြူပေါင်းထုတ်ပေါင်းထားသောသူတို့သာနှစ်ယောက်သားရလျက်ကြံလေသည်နေလဲဝင်၍အမောင်ကြီးဖြူဖြားဖြစ်ချေပြီးထိုအချိန်၌သူတို့နှစ်ဦး၏ဓာသွားခြင်းဆုံရာမှ လင်ငနယ်လက်ခနဲမိပွင့်သွားသောအယောင်တို့ကိုသာတစ်ချက်တစ်ချက်၌မြင်ရတော်သည် သို့တော်လည်းသူတို့ချင်းရှင်၍ကြာခုတ်သောအတန်များသည့်ပင် မကြမီပြောက်ွယ်သွားလေသည်နှစ်ယောက်စလုံးမှာကြာတိထားသည့်တန်ရာတန်ချက်အမျိုးမျိုးကြောင့်လဲကြသွားပြီး စကားပင်မပြောနိုင်လောက်အောင်ခြေကုံလက်ပံကြသွားလေသည်တို့အချင်းတွင်လှထွက်လာ၏။ကောင်းကင်တွင်မရေတွက်နိုင်သောကြေတရာများသည်လင်းလက်၍လာသည်။တဲကန္နာယအလဲတွင်ကတိတ်ဆိတ်မြဲတိတ်ဆိတ်လျက် ုံသေးတို့ဤအလောင်းများရေမွေးစီအိုးကွေးများနှင့်ကလာအုပ်များသာစွန်ပလုံပင်တွင်ချီနောင်ထားလျက်သာအကျံလေသည် သူတို့သည်လာရောက်ဖြူပြပြအောက်တွင်ဟိုးတော်ဝါအကျံလျက်ရှိသည်ထိုအချိန်၌အဖြစ်အပျက်တရက်ပေါ်လာကြသည်တဲကန္နာရမြေပြင်သည်အပေါ်သို့တပြေးပြေးချင်းကြွရွတ်သည်မကြာမီတဲပုံတောင်ကုန်းကြီးဖြစ်လာသည် ထို့နောက်တန်ချိန်များစွာရှိသောသဲများကိုယုံထွက်လာသည့်အတန်ကြီးကိုကြားရပြီးသဲများဘေးသို့ဖွာကြလျက်ဒိုင်နိုဆောတရဝါကြီးတကောင်ထိုသဲပုံတောင်ကုန်းကြီးမှထွက်လာလေသည်ထိုဒိုင်နိုဆောတရဝါကြီးမှအနက်ဆိုင်လာသောသဲပြင်အောက်တွင် နှစ်ပေါင်းထောင်နဲ့ချီ၍အိဆက်နေရာမှာနိုးလာခြင်းဖြစ်၏အိဆက်နေစဉ်၌သူ့မှာ အစာရေစာဆောင်လောင်ခြင်းမရှိအကြောင်းမှာအသေးပြင်းလွာအောင်သူ့ကောင်တဲ့တဲ့အထက်တွင် အိုအေစစ်ရီအိုင်ကွက်ကြီးရှိနေသောကြောင့်ဖြစ်သည်။အိုအေစစ်၏အလဲဘဟုတွင်ဂျာဝစင်ပန်ထွက်နေသောအရေးကြီးရေတံများရှိနေသည်။ထိုရေစင်တို့သည်ဒိုင်နိုဆောတရဝါကြီး၏ကရင်းထဲသို့ဓာတ်ရိုက်ကျရောက်လေသည်။ထိုတရဝါကြီး၏ကြောကုံအထံ၌ကောင်းကင်သို့ထိုးတက်တော့မည်လားဟုထင်ရလောက်သည့်စူးကျွန်ကြီးများရှိသည် လာယောင်တွင်ထိုစူးတော်ကြီးများအခက်ဆန်းဆန်းပြောင်၍လက်နေလေသည်ဒိုင်နိုဆောကြီးဤဥကောင်းတွင် မျက်လုံးနီနီကြီးနှလုံးမှာရဲတော်လည်းရရှိသည်သူဤကရင်းထဲတွင်ကမွေစဲကဲသို့အဆွေများအတန်းလိုက်ပေါက်နေကြ၍ကြောက်ခဲကြောက်ဆိုင်ကြီးများကိုပင်ကြေဝါပြစ်နိုင်လောက်အောင်တန်မာလေသည်ဒိုင်နိုဆောကြီးသည်ခေတ္တမြတ်ငိမ့်သက်၍နေပြီးတဲပြင်ပေါ်တွင်လဲကျနေသောအလောင်းများကို သူနှုတ်သည်ကြီးဖြင့်လက်ပတ်၍အဆောင်ငယ်ချည်သည်ထိုနောက်တပြေးပြေးရှေ့သို့လမ်းထွက်ပြီးလျင်ပါဇက်ကြီးဟာလည်းရဲ့ကုံတွေတို့ဤအလောင်းများကိုတယောက်ပြီးတယောက်ဝါးစားနေသည် အချို့တည်ဆုံးသူများမှနောက်ဆုံးထွက်သက်နှင့်အတူအော်ဟစ်ညီညွတ်တန်တစ်ချက်များကြားလိုက်ရသည် အချို့ကကြာရပြင်းပြင်းရထားတော်လဲအသက်မသေးသေးပဲလူလိမ့်လှောက်ရှားနေသည်ဒိုင်နိုဆောကြီးမှဘာကူမှတတိမထားပဲ သူတို့ကိုလည်းတဖြက်ဖြက်ဝါမျိုးကတကြွကြွစားလျက်ရှိလေသည်နောက်ဆုံးလူတအူးကိုဝါစားပြီးသောအချိန်၌ကျဲလောင်သောအတန်ကြီးဖြင့်နှာချလိုက်၏ထို့နောက်သူ့ဘာသာတကိုယ်နှင့်ပြောဆိုနေသည်အေးတကယ်ဘယုတ်တုတ်ခါကြီးပါလားလူတွေဆိုတာလည်းဒီလိုစုစုပူပူတရားတွေပါပဲလားသူတို့အချင်းချင်းဘာကြောင့်ဒီလောက်ပြင်းပြင်းထန်ထန်ညှင်းခုန်နေကြရတယ်လဲမသိဘူး ပြီးတော့လည်းခိုင်ရန်ဒေါသနဲ့အကြမ်းဖက်ပြီးပြီးဆုံးကြရလိမ့်ရှိတယ်။ငါကတော့တဲလွာအောက်မှာနေတယ်။နှစ်ငါးထောင်လောက်အိတ်နေဦးမှာ။အဲ့ဒါလောက်ကြာသွားပြီးရင်ကဘာကြီးလည်းတော်တော်လေးငြိမ်ငြိမ်သက်သက်ရှိကောင်းပါရဲ့။ဒိုင်နိုဆောကြီးကအဟိကနဲ့အတန်ကျဲကြီးဖြစ်နှုတ်မှာအမှောက်ထုတ်လိုက်သည်။အဲဒါမျိုးဟာဖြစ်လေဖြစ်တာပါပဲ။ဒီလူတွေဟာငါဥကောင်းအထက်မှာအဆူဆူပူပူညင်းခုန်ကြတော့ငါမှရုတ်တရက်နိုးကြလာရတယ် တော်တော်လေးလဲကြာရောအမြေပြင်ပေါ်မှာပြေးလွှားတဲ့နေနဲ့ဒါချင်းခုတ်တန်တွေကို ကြားရပြန်တယ်။ထုံကြိုင်းတဲ့ရေမွေးနံကငါနှာခေါင်းကို လာပြီးကလိတယ်။ဒါရီတလို့ကြုံရတော့ငါလည်းအိတ်လို့မရတော့ပါဘူး။ငါလည်းတက်လာရောဒီအတုံးအယုံတွေကိုပတ်ပင်တွေ့တော့တယ်။ဒိုင်းနိုဆောကြီးသည်သူ့ခါးကြီးကို ကုန်းလိုက်ပြီးနောက်သဲပြင်ပေါ်တွင်ထိုင်ချလိုက်သည်။သူ့အမီးကို သူ့စူးတောင်များနဲ့မဖိမိစေရန် တတိချား၍ဘေးကိုကွေးပတ်ထားလိုက်သည်ထို့နောက်ကြည်လင်သောမူကောင်းခင်တွင်ထွန်ပနေသောအကျယ်စင်မိတုံမိတုံတို့ကိုမော်၍ကြည်နေလေသည်အော်ကောင်းခင်ငါကျယ်တွေကတော့ဘာမှမပြောင်းလဲပါလားငါတို့ဒိုင်နိုဆောတွေကဘာကြီးကိုအစိုးမချဲလဲနေတဲ့အချိန်ကလည်းဒီအတိုင်းပဲတို့တွေဖွံ့ဖြိုးတဲ့အချိန်မှလည်းတိုက်ခိုက်တက်ဖြတ်ပြီးရံပြူကြရတဲ့အလုပ်တွေမပြတ်ရှိခဲ့တာပဲ ။တလုံးနဲ့ငါတို့တငယ်ချင်းတွေအတော်များများလဲ။အချင်းချင်းလက်ချက်နဲ့တည်ဆုံကုန်ခဲ့ကြတယ်။တကောင်မီးတကောင်ပါပဲ။ပြီးတော့အားလုံးအကုန်ပါပဲ။ဒိုင်နိုဆောကြီးဝမ်းနေစွာဖြင့်တပ်ပြင်းရှိတဲ့ချက်အမှုထုတ်လိုက်သည်။တည်ဆုံကုန်ကြပြီ။ငါအကူငါနှမငါမိတ်ဆွေတွေသူတို့အားလုံးမရှိကြတော့ပါဘူး။ကိုအချင်းချင်းမိတ်ဆွေလို့သဘောမထားပဲရန်သူလို့သဘောထားပြီးအတေတက်ခဲကြပြီးတဲ့နောက ငါမှလည်းမိษွေလို့ခေါ်စရာမရှိတော့ဘူး။ငါလည်းတိုက်ခိုက်ရန်ပြုမှုတွေအားလုံးအေးသွားတဲ့အချိန်ဒီသေးကန္နာယာကြီးအောက်မှာအိတ်နေလိုက်ဖို့အဆုံးဖြတ်ခဲ့ရတော့တယ်။အဲအခုတော့လူတွေကိစ္စလာပြန်ပြီ။ဒီချင်းနှချောင်းသမားတွေဟာစိတ်ပြတ်ဝမ်းနေစရာကောင်းလာပါလား။သူတို့တွေပွားများလာလိုက်တာကဘာကြီးမှာအနှံ့အပြားဖြစ်လာတော့တယ်။အခုတော့သူတို့တွေဟာဟိုတဆုဒီတဆုထပြီးရန်ဖြစ်နေကြပြန်ပြီ။ ရှေ့ကို သူတို့ဘာဖြစ်လိမ့်မယ်ဆိုတာငါစိတ်မှာအသိနေလောက်ပြီဒီအတိုင်းသွားမယ်ဆိုရင်သူတို့မျိုးဆက်ပြုတ်ကြတော့မှာပဲအော်တနာစီရကောင်းလိုက်ပါပြီဒိုင်နိုဆောကြီးတွေသူ့မျက်လုံးများကိုတဖြည်းဖြည်းမှိတ်လိုက်သည်သူ့ဝမ်းကောင်းထဲမှာအဟိကနဲ့လေကျင်းတက်သွားသည်ထို့နောက်သူ့မျက်လုံးကြီးများဖြင့်ကလဲကလဲပြူ၍ဘေးဘီကိုကြည့်လိုက်သည် သူစိတ်တွင်ရှေးအပြည့်အပြတ်တစ်စုံတစ်ခုကိုတတိယလိုက်တယ်လို့ရှိသည်။သူမျက်လုံးအိမ်ထဲတွင်မျက်ရည်ပေါက်ကြီးတစ်ခုဖြစ်လာသည်။သူသည်အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီးနောက်တဲပြင်ပေါ်တွင်ပုံကနေမြည်သောအတန်ကြီးနှင့်အတူလဲကျသွားတော်သည်။အချိန်အနည်းငယ်အတွင်း၌ပင်ထိုနေရာ၌ကြောက်ပြည့်ရုပ်ကျင်အလားတောင်မူစာကြီးတစ်ခုဖြစ်ကျန်ရလေသည်။ထိုအချိန်တွင်အာယုံကျလေပြီ။တဲကန္နာယအထက်မိုးကောင်းကင်၌ အံပွဲအစင်းနှင့်တတ်တန်ကြီးတစ်စင်းဆို့၍လာသည် ထိုတတ်တန်ကြီးမှာကြီးမကျယ်ပြန့်လာသည်ဖြင့်ကောင်းကင်နှင့်အကျဉ်းများကိုဝါမျိုးတော်မြည်အလားရှိတော်သည်ဒါကြီးဟာအတန်လျက်ကြီးလာ၏ထိုဒီတို့တန်ကြီးသည်ကန္နာယကောင်းကင်ထံ၌လွင့်ပြန်တက်သွားကကဝါမြည်အစုံဤဟိုမှာဘတ်တို့ပင် ရောက်ရှိသွားတော်သည်